မင်္ဂလာပါရှင်တက်ဆယ်ဘရီတီနျူးစ်နိုဝင်ဘာ၄ရက်နေ့ည၈နာရီဒီနောက်ဆုံးရအနုပညာသတင်းလေးကိုတင်ဆက်ပေးတော့မှာပါရှင်မြန်မာနိုင်ငံမှာဘသူမှမနိုင်တဲ့တိန်3000ကျွေလေးထက်အင်ဂျီနဲ့သူရဲ့ချမ်းသာကြွားမှုကိုချပြလာတဲ့မန္တလေးကတတိကြီးဦးမျိုးတန်ရဲ့တဲ့စတေးစင်ဘောကဖြစ်ပျက်တွေကြောင့်ထိမ့်သိမ့်မှုတွေကြုံလာရတဲ့ဝင့်အိုဝင်ရဲ့တဲ့လမ်းပေးမှာဈေးရောက်နေတဲ့ဘဝကနေချမ်းသာသွားပေးမှာပြောင်းလဲသွားတဲ့ဖတိမရဲ့စိတ်ဓာတ်ကိုဖော်ကောင်လုပ်ခဲ့ကြတဲ့ဥပိန်ဒရာကစီတဲ့များ ဘသူမှမကျင်းပနိုင်တဲ့ပုံစံမျိုးနဲ့ရုပ်ရှင်နှုပညာရှင်တွေများစွာပါဝင်ကကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တဲ့နာမည်ကြီး producer ကိုရွှေမန်းမင်္ဂလာပွင့်အခုလိုကြောင်းရင်ကြောင့် Miss Universe အလာမေရီနဲ့အကြီးကျယ်ပွဲဖြစ်နေတဲ့နှဝဲရဲ့တည်င်းကိုရှူစားရမှာဖြစ်ပါတယ်ရှင်။ လမ်းဘေးမှာဈေးရောက်နေတဲ့ဘဝကနေချမ်းသာသွားပြီးမှပြောင်းလဲသွားတဲ့ဖတ်တီမရဲ့စိတ်ဓာတ်ကိုဖော်ကောင်လွတ်ခဲ့ကြတဲ့ဥပိန်ဒရာကဈေးတင်များအလုံးသိကြတဲ့အတိုင်းဖတ်တီမဆိုတော့ဥပိန်ဒရာပေါ်မှာအချင်ပေါင်းရောက်တဲ့လမ်းဘေးဈေးတွေဘဝကနေကိုပိုင် brand တစ်ခုထူထောင်နိုင်တဲ့အချိန်အောင်မြင်လာခဲ့တဲ့လေးစားစရာမျိုးသမီးပါဖတိမဟာလမ်းပီစည်းတဲ့ဘွားကနေအခုရန်ကုန်မြို့ကြီးမှာကိုပိုင်ဆိုင်ကြီးတွေဖွင့်နိုင်တဲ့တထေးမကြီးတယောက်ပြန်လာခဲ့ပါပြီ ဒါပေမဲ့ပြည်သက်ကြီးတို့လူတွေမှာထုံးစံတစ်ခုရှိပါတယ်။လူတွေက ချမ်းသာလာရင်အောင်မြင်လာရင်မူလနောက်ခံကိုမေ့တတ်ကြတယ်။စိတ်တတီပြောင်းလဲသွားတတ်ကြတယ်ဆိုတာပါပဲ။ကဲအခုဖတ်တီမတယောက်ဒီလောက်ချမ်းသာသွားပြီတဲ့နောက်မှာသူ့ရဲ့စိတ်တတီပြောင်းလဲသွားပြီလား။ဒီမေကွန်းရဲ့ပြေကုန်တခြားသူတွေမဟုတ်ပါဘူး။သူနဲ့တူဥပိန်တရာပေါ်မှာရှိတူမရှိတူအတူတူစင်းရောက်ခဲ့ကြတယ်။သူ့ရဲ့တငယ်ချင်းစည်းတွေကိုရန်ကဖော်ကောင်လုပ်လိုက်ပါရဲ့ရှင်။ သူတို့ပေါ်ကောင်းလုံးလိုက်တဲ့ဖတ်တီမရဲ့ပြောင်းလဲသွားတဲ့စိတ်တက်ကဘာတွေဖြစ်မလဲဖတ်တီမတယောက်ရန်ကုန်မှာစိုင်းကြီးတွေဖွင့်အောင်မြင်နေချိန်မှာဥပိန်တရာပေါ်ကသူ့ရဲ့တငယ်ချင်းစည်းတဲ့အဟောင်းလေးကိုမိသွားလောက်ပြီးအဆက်တွေတော့လှုပ်ချင်မှလှုပ်တော့မှလို့ထင်ခဲ့ကြတာပါဒါပေမဲ့တတားပေါ်ကဈေးတယ်နေဖောက်ကောင်းလုံးလိုက်တဲ့အမှန်တရားကကျမတို့ထင်ထားတာနဲ့တခြားစီပါပဲရှင်။ဖတ်တီမဟောင်းရှန်ကုံမသူ့ရဲ့ပထမဆုံးဆိုင်ကြီးဖွင့်ပွဲလုပ်တဲ့နေ့မှာမျက်ရည်တွေကျခဲ့နေဆိုတဲ့ချက်ပါပဲ။ ဘာလို့ငိုရလဲပြောလို့ငိုရလားမဟုတ်ပါဘူးသူရဲ့အောင်မြင်မှုကဏ္ဍကိုလာမတည့်ရောက်နိုင်ကြတဲ့တရားဘော်ကသူ့တငယ်ချင်းဈေးတင်တွေကိုတတိယလိုလွမ်းလို့ငိုခဲ့တာပါလေရှင်သူမဟာသူ့ရဲ့စိုက်ဖွင့်ပွဲကိုသူ့တငယ်ချင်းတွေလာစီခြင်းလို့လို့အဆအဆအရရာလာဖို့စီရင်တွားဖို့စီရဲ့အကုန်လုံးစီစဉ်ပေးခဲ့တဲ့အထိလုပ်ပေးခဲ့တဲ့ဆိုတော့ကိုဈေးတင်တွေကိုရန်ကဖော်ကောင်းလို့ပြောပြခဲ့တာပါနောက်ထပ်ကတော့ဖတ်တီမရဲ့စိတ်သက်ပြောင်းလဲသွားပုံပါပဲဟုတ်ပါတယ်သူ့စိတ်သက်ပြောင်းလဲသွားခဲ့ပါတယ် ဘလို့ပြောင်းလဲသွားတာလဲဆိုတော့အရင်တုန်းကသူတို့အာလုံစေးတဲ့ဘဝတုန်းကရှိတူမရှိတူတယောက်မှရှိရလေကိုကျန်တဲ့သူတွေကဝိုင်းမြစားခဲ့ကြတာပါဒါပေမဲ့ခုဖက်တီးမှချမ်းသာသွားတဲ့အခါသူစိတ်ဓာတ်ကပြောင်းလဲသွားပါပြီအခုသူကအစားကောင်းလေးတွေစားရရင်သူ့တငယ်ချင်းတွေအတွက်တတိတရာဝယ်လာပေးတတ်တယ်လူသူ့တငယ်ချင်းတယောက်ယောက်ကဒါလီစားချင်တယ်လို့ပြောလိုက်တာနဲ့မစွိုင်းမတွဝယ်ကျွေးတတ်တဲ့ပေးကမ်းတတ်တဲ့လူဖြစ်ပြောင်းလဲသွားခဲ့တာပါတယ် အရှင်ကတူတူမျှစားခဲ့ရတဲ့ဘဝကနေအခုသူကအားလုံးကိုပြန်လဲဝင်မြပေးနိုင်တဲ့ဘဝကို သူပြောင်းလဲယူလိုက်တာပါပဲဒီချက်တွေကိုတတားဘောကဈေးတင်တွေကမီဒီယာတွေမှာဖော်ကောင်းလို့ပြောပြလာတဲ့အခါပြည်သက်တင်အားလုံးကပီတိဖြစ်ခဲ့ကြပါတယ်ရှင်တတားဘောကဈေးတင်တွေကဖတိမရဲ့အောင်မြင်မှုကိုမနာလို့မဖြစ်ကြပါဘူးဘာလို့လဲဖတိမကအောင်မြင်သွားပြီမင်းအောက်ချေလွတ်မသွားလို့ပါပဲ သူတငယ်ချင်းတွေအပေါ်မှာလူမြင်တဲ့အောင်တမင်ကောင်းကြတာမဟုတ်ပဲဆွေမျိုးရဲကြတယ်လို့နှွေးနှွေးထွေးထွေးဆက်ဆန်နေတော့စိတ်ထားမပြောင်းလဲသွားတော့ဖြစ်တဲ့အတွက်တတားဘောကစည်းတဲ့တရားပီတိဖြစ်လို့လို့မျက်ရည်ကျရတဲ့ထီပါပဲဆိုပြီးတော့သူတို့ကိုယ်ရံကဖော်ကောင်းလို့ချီးကျူးခဲ့ကြတာပါ ကိန်းပြိတ္တချီတို့ဒီနေ့ခေတ်မှာချမ်းသာလာမှတငယ်ချင်းအဟောင်းတွေကိုမေ့သွားသူတွေစိတ်သက်ပြောင်းလဲသွားသူတွေအများကြီးရှိတဲ့အထက်မှာဖတ်တီမရဲ့ဒီလိုပြောင်းလဲသွားတဲ့ပေကံတက်တဲ့မမေ့တက်တဲ့စိတ်သက်ကိုတတားပေါ်ကဈေးတယ်တွေကဖော်ကောင်းလုပ်လိုက်တဲ့အပေါ်မှာပြိတ္တချီတို့ဘယ်လိုမြင်မိပါသလဲရှင်ခင်ရဆွေမျိုးမင်ရဟင်းကောင်းဆိုရင်စကားကဖတ်တီမတို့တငယ်ချင်းနေနေတကယ်ပဲကွက်တိကြနေတဲ့ပုံမှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင် ဘသူမှမကျင်းပနိုင်တဲ့ပုံစံမျိုးနဲ့ရုပ်ရှင်ဥပညာရှင်တွေများစွာပါဝင်ကကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တဲ့နာမည်ကြီးပရိုဂျူဆာကိုရွှေမဲမင်္ဂလာပဲ။ KD ဂျပိုင်တွင် ဆိုရှယ်မီဒီယာမှာအနုပညာသားဝိုင်းမှာပါအခမ်းအနားဆုံးပွဲ၊စီကားဆုံးပွဲ၊လူပြောများဆုံးပွဲကဘာပွဲလဲလို့မေးလိုက်ရင်ဒါကနာမည်ကြီးမင်းသားမင်းသမီးတွေရဲ့မင်္ဂလာပွဲမဟုတ်ပါဘူးရှင်။ဒါကတော့မြန်မာရုပ်ရှင်လောကရဲ့ဩစာကြီးမားဆုံးနာမည်ကြီးရုပ်ရှင်ထုတ်လုပ်သူကြီး producer ကြီးတယောက်ရဲ့မင်္ဂလာပွဲပဲဖြစ်ပါရဲ့ရှင်။သူကတော့နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ပိုင်ရှင်ကိုရွှေမန်းခေါ် ဝင်းမင်းမောင်နဲ့သူ့ရဲ့ချစ်သူဒေါက်တာပူပွင့်ခိုင်တို့ရဲ့မင်္ဂလာအိတ်ခင်ပွဲကြီးပဲဖြစ်ပါရည်ဒီမင်္ဂလာပွဲကိုပြည်သက်တရားမြန်မာနိုင်ငံမှာဘယ်သူမှဒီလိုပုံစံမျိုးမကျင်းပနိုင်မှုဆိုပြီးတန်တော်ချီချူးပြောဆိုနေကြတာပါ။ဘာကြောင့်ဒီလောက်ထိပြောနေကြတာလဲ။အကြောင်းရင်းကတော့ဒီပွဲမှာမြန်မာရုပ်ရှင်လောကတကူလုံးနာမည်အကြီးထိတ်တဲ့မင်းသားမင်းသမီးတွေကစားမနုပညာရှင်ပေါင်းများများစွာကတကယ့်ကိုစုံစုံညီညီတက်ရောက်ဂုဏ်ပြုခဲ့ကြလို့ပါပဲ။ဒါဘာကိုပြသနေလဲဆိုတော့ကိုရွှေမန်းရဲ့ဩစာရှိဝါကိုပြသနေတာပါပဲ။ ပရိသတ်ကြီးတို့သိကြတဲ့အတိုင်းကိုရှင်မဲဆိုတာရုပ်ရှင်လောကရဲ့တကယ့်ဘေ့စ်ဘောကြီးတစ်ယောက်ပါစကားကြီးတွေများပြားကိုထုတ်လုပ်နေတဲ့ထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကြီးတို့ဖြစ်ပါရည်ပြောရရင်လူပညာရှင်တယောက်အမြင်မို့စကားကောင်းတွေပါဝင်ခွင့်ရရှိဖို့အတွက်ကိုရှင်မဲနဲ့အဆင်ပြေဖို့ရှင်းနီးဖို့လိုအပ်တယ်ဆိုတာကိုအမှုပညာတိုင်ဝိုင်းကလူတိုင်းသိကြပါရည်ဒါပေမဲ့သူ့ရဲ့မင်္ဂလာဝဲကိုလူတွေများကြည့်လာတာဟာသူ့ရဲ့ဩစာသူ့ရဲ့အာဏာကြောင့်တဲ့သူ့ကိုချစ်လို့လေးစားလို့လာခဲ့ကြတာဖြစ်ပါရည်ကိုရှင်မဲရဲ့ personality ကအရန်ကိုမှပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လူတိုင်းနဲ့ပေါင်းတဲ့ဆက်ဆံရေးကောင်းမွန်နေ ပြီးတော့သူရဲ့မောင်နှမအမှုပညာရှင်တွေဘသူပဲဖြစ်ဖြစ်ကိုကြီးတခုလိုပဲလာပြီးဆိုရယ်ကိုဆွဲညံဆွဲရှိသည်များရှိကနေမှမမတ်ရက်တွေပဲကိုကြီးပေးတတ်သူမလို့အမှုပညာလောကတစ်ခုလုံးကသူ့ကိုချစ်ကင်လေးစားခဲ့ကြတာပြပါရဲ့ရှင်ကဲဒီလောက်ချမ်းသာကြဲဝါတဲ့တည်သေးဒီလောက်ဩဇာကြီးတဲ့ထုတ်လို့သူဒီလောက်လူချင်းလူခင်ပေါများသူတယောက်ရဲ့မင်္ဂလာဝဲဆိုတော့ဘလောက်တောင်ကြီးတဲ့ခန်းနိုင်လိုက်မလဲဆိုတာပြည့်တက်ကြီးလို့တွေးကြည့်လို့ရပါရဲ့ရှင်သူ့ရဲ့မင်္ဂလာဝဲကတော့ပြောစရာမလိုအောင်ကောင်းတကာကောင်းဆုံးတွေနဲ့ကြီးကျယ်ခန်းနာခဲ့တာပေါ့ဒါပေမဲ့ဒီဘွဲရဲ့ခန်းနာဆုံးပျော်ရွှင်ဆုံး ဘသူမှလိုက်မလုံနိုင်တဲ့အပိုင်းကတော့မင်္ဂလာညစာစားပဲဝဲဒီတင်တာပဲဖြစ်ပါရဲ့ရှင်။ဒီဘွဲမှာချားမင်္ဂလာဝဲဒီလို့တာမန်တချင်းဆိုဖြတ်ပြတာတွေ၊ကိတ်ခွဲတာတွေတဲပို့ပြီးထူးကြတာကသူ့ကိုချစ်ကြတဲ့သူ့ရဲ့မိတ်ဆွေနမဲကြီးမင်းသားမင်းသမီးတွေအားလုံးကသူ့ကိုအမတ်တရားပြအောင်ဟာတာဗီယိုလေးတွေ၊ရှိုးပွဲလေးတွေကိုယ်တိုင်တယောက်ဆောင်ရိုက်ကိုပေးမင်္ဂလာလက်ပွဲပြပွဲမှာတက်ရောက်လာတဲ့ဧည့်သည်တွေကိုပြသခဲ့ကြတာပဲဖြစ်ပါရဲ့။ဗီယိုတွေကလည်းတာမန်ရိုက်ကူးထားတာမဟုတ်ဘဲနဲ့နမဲကြီးရုပ်ရှင်စကားကြီးတွေတဲ့ကနမဲကြီးစိတ်ဝင်ခန်းတွေကိုပရိုဒီလုပ်ပြီးတော့ ကိုရွှေမန်းကိုစားနာပြီးတော့ရိုက်ကူးထားတာမလို့ပွဲတက်လာတဲ့ပရိသတ်တွေရောဧည့်သည်တွေရောသူတို့သားသူတို့မျိုးရောအကုန်လုံးတဝါဝတဟားဟားနဲ့ဘိုင်းနေပြီးတော့ရင်မောခဲ့ကြရတာပဲဖြစ်ပါရဲ့ရှင်။တကယ်တော့2025ခုနှစ်မှာမင်းလာဝဲခန်းသားတွေတိမ်မောင်တောင်းချီကိုကြခိုင်ပြီးပြင်ဆိုင်ကျင်းပနေကြတာအများကြီးပါပဲ။ဒါပေမဲ့ကိုရွှေမန်းရဲ့မင်းလာဝဲကတော့တကယ်ကိုမှကွဲထွက်နေခဲ့ပါရှင်။ဒါပတ်စံပေါ်ပြီးတော့ကျင်းပလို့ရတဲ့ခန်းသားမှုမျိုးတဲ့အမှုပညာရှင်တွေရဲ့စစ်မှန်တဲ့မြေတာရင်းနှီးမှုပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့တကယ်ကိုခန်းသားဆုံးပွဲ ပြီးတော့ပြောစရာအကောင်းဆုံးမင်္ဂလာပွဲတစ်ခုပြင်မဲ့တန်းဝင်သွားခဲ့ပါပြီ။ပရိသတ်ကြီးတို့ရောကိုရွှေမင်းရဲ့ဒီလိုမျိုးထူးခြားတဲ့မင်္ဂလာပွဲကြီးကိုသဘောကျမိကြရဲ့လားရှင်။ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။ချင်းစင်ပေါ်ကဖြစ်ပြဲကြောင်းထိမ့်သိမ့်မှုတွေကြုံလာရတဲ့ဝင်းခေါကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီလက်တလုံးလူစိတ်ဝင်စားမှုများပြနေတဲ့အကြောင်းအရာကတော့ overflow festival ကဖြစ်ပျက်လေးပဲဖြစ်ပါရင်အမခံပရိသတ်ချို့ရဲ့အပေးမှုနဲ့တူစက်ပြဲမကြားစီကခဲ့တဲ့ဆိုတော့ပါပွဲမှာတော့ပရိသတ်ချို့ကစောပိုင်းမှာတရင်ပြူမိခဲ့ကြတာပါဒါမှမဟုတ်စင်ဘောကနေခေါ်ခဲ့တဲ့အကြောင်းအရာပြင်ဖြန့်ဝေပေးခဲ့တဲ့ရာချို့ကြောင့်လူများစုကနေသိရှိလာခဲ့ကြတာဖြစ်ပါရင် overflow festival ကြီးကိုတော့နိုဝင်ဘာတရက်နေ့နဲ့နေ့ရက်နေ့မှာစီစီကားကကျင်းပခဲ့ကြတာဖြစ်ပါရင်လူငယ်ရပ်ပါအများပြားနဲ့တူအပေးပင်ဖြုတ်ခဲ့ကြတာလည်းဖြစ်ပြီးဖြုတ်လွန်သွားတာကြောင့်အစင်းတွေပါဘိန်းချော်သွားကြရတာဖြစ်ပါရင် ဒါကြောင့်လေဝင်ရေဖြစ်ပျက်တွေနဲ့ပတ်သက်ကပုံမစွေဝင်စားမှုမြင့်သွားကြတာလည်းဖြစ်ပါတယ်။ဝင်နေတဲ့တခါသုံးပစ္စည်းတွေကပါစဲချခဲ့သူဖြစ်ပြီးလက်ရှိမှာတော့ကိုရွှေဘားတို့နဲ့အတူတွေ့သွားကြတာလည်းဖြစ်ပါတယ်။ဝင်ကတော့စင်ပေါ်ကဖြုတ်ပြမှုတွေနဲ့ပတ်သက်ကပြန်လည်တောင်းပန်လာကြတာဖြစ်ပါတယ်။ဒါကြောင့်လေစေနောက်ရှယ်ဖြစ်စေတဲ့ပုံမှာနူးညွတ်တောင်းပန်အပ်ပါတယ်။နောက်နောက်အဆိုပါဖြစ်ပျက်ထက်မဖြစ်စေဖို့အတွက်စင်ကြယ်မှမယ်ဆိုပြီးတော့ပါရိုသေစွာပြန်လည်ဆိုလာကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းလလုံးစက်သွန်တွေဖြစ်ပျက်ကြရတာကြောင့်နောက်ဆက်တွဲနေတဲ့သူထက်မှန်တွေ့လာကြရတာလည်းဖြစ်ပါတယ်။ အဆိုတော့ယုံလေးကတော့အကိုတယောက်ရဲ့ရဝင့်တန်လေးနဲ့တူစာနာပေးခဲ့ရသူဖြစ်ပါတယ်။ဒါကြောင့်လဲဝင်းရဲစင်းချင်းလေးနဲ့ပတ်သက်ကကြားကံပြေရှင်းပြလာခဲ့တာဖြစ်ပါတယ်။ဝင်းကတော့ငလင်အတွေးမိသားစုများပြားကိုတပတ်မှဆုံးရှင်းခဲ့ရသူဖြစ်ပါတယ်။ဒါကြောင့်လဲသူ့ရဲ့ချီလေးနဲ့ပတ်သက်ကရှုံလေးနေနဲ့ရှင်းပြလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ဒရမာတွေကိုပါချိန်နဲ့တပြေးညီတင်းဆက်ပေးလာခဲ့တာကြောင့်မင်းသက်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လဲဆက်ပြလာမယ့်ချီလေးနဲ့ပတ်သက်ကစောင့်ကြည့်လာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ကိုရှိဘွားတို့နဲ့တူ တွေးဆောင်ခဲ့ရပြီးဖြစ်ကြောင်းယုံလေးကပါချပြပေးလာခဲ့ပါသည်ပြည်သက်တရားတော့သူရဲ့ဖြစ်ပျက်တွေနဲ့ပတ်သက်ကစိတ်မကောင်းဖြစ်ခဲ့ရတာပါဒါပေမဲ့လည်းစင်ပေါ်ကဖြစ်ပျက်တွေနဲ့တူရောထွေးပေးလို့မရအောင်ဒီတစ်ဖက်မှာဖြစ်ခဲ့ရတာဖြစ်ပါသည်ဒါကြောင့်လည်းမကန်ပြည်သက်တွေတဲ့ဝင်းကိုထပ်မံတွေးရဖို့ရေးအနေငယ်တော့ကင်းဝေးလာခဲ့ရတာဖြစ်ပါသည်ပြည်သက်တရားတော့စတိတ်စင်ဖြောပြမှုတွေနဲ့ပတ်သက်ကတေချာလေးကြီးကျက်စီခြင်းကြတာလည်းဖြစ်ပါသည်စတိတ်ဝဲတစ်ခုတွင်မှလူများစုကနေအားပေးတာကြောင့်လည်းတရုတ်တသေးလေးစားမှုနဲ့သာနားဆင်ခဲ့ကြရတာပါဒါပေမဲ့လည်းဂေါ်ယာကနေတစင်ခေါက်တဲ့အထိပါဖြစ်သွားခဲ့ရတာကြောင့် လက်ရှိမှာတော့ပိုင်းတင်မာနဲ့အတူဇက်သိမ်းလာခဲ့ရတာဖြစ်ပါတယ်။ဝင်လေဆဆရာဆင်ပြပါစေကြောင်းစုမှုကောင်းလေးတောင်းပေးလိုက်ရပါတယ်။ပြည်သက်ကြီးတို့လည်းစင်ပေါ်ကဖျက်ပြမှုနဲ့ပတ်သက်ကအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်။အခုလိုအကြောင်းရင်းတွေကြောင့်မစ်စူရီဘဲအလှမရင်းနဲ့အကြီးကျယ်ပွဲဖြစ်နေတဲ့နာဝံ အလမဲ့လောကပေကန်လောကကိုစိတ်ဝင်စားရင် ပရိသတ်တွေတတော်ခုခါမှာသတင်းတွေကတော့တကယ်ကိုဟော့ဖြစ်နေတဲ့သတင်းပါပဲဒီတစ်ခါပွဲဖြစ်တာက Miss Grand ဘက်ကမဟုတ်ဘဲကမ္ဘာအကြီးဆုံးပြိုင်ပွဲတစ်ခုတည်း Miss Universe မှာဖြစ်တာပါပို့ပြီးတော့အန်အောင်စရာကောင်းတာကဒီပြဿနာရဲ့ဇလိုက်ကတော့အားလုံးနဲ့မစိမ့်နဲ့ Miss Grand International ရဲ့ဥက္ကဋ္ဌကြီး Mr. Nawet ဖြစ်နေတာပါပဲခုဆိုရင် Mr. Nawet နဲ့ Miss Universe ပြိုင်ပွဲဝင်အလှမယ်ကြီးချာမှာအကြီးကျယ်ပြဿနာတွေတက်ပြီးပွဲတွေဖြစ်နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာပါ ရေဂျီရိုတင်းရဲ့တိုင်မစ္စတာနာဝဲဆိုတာကမစ်ဂရန်အင်တာနက်ရှင်နယ်ပြိုင်ပွဲရဲ့ဥက္ကဋ္ဌကြီးပါဒါပေမဲ့ထူးခြားချက်ကတော့ယခုနှစ်မှာသူဟာမစ်ယူနီဘတ်ထိုင်းလန်နဲ့ National Director ဖြစ်ပါတာဝန်ယူထားတာဖြစ်ပါတယ်ဒါကြောင့်သူဟာမစ်ယူနီဘတ်ပြိုင်ပွဲကြီးစီကိုရောက်ရှိနေရပါဒါပေမဲ့မစ္စတာနာဝဲရဲ့နာမည်ကိုကြားလိုက်တာနဲ့ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းသူဟာပရိသတ်တွေကိုလိုတစ်မျိုးမလိုတစ်မျိုးဆက်ဆံတတ်တယ်လို့သူကြည့်မရတဲ့သူကိုအာခံတဲ့သူဆိုရင်လည်းဘသူကမှမျက်နှာမထောက်ဖဲမိုးကျုံမြစ်ချိုးပြောတဲ့စူတန်ငေါက်တဲ့ပုံစံကနာမည်ကြီးတယ်ပါနော် ကိုမစ်ဆွေမပြန်မမှာဖြစ်ခဲ့တဲ့ပြဿနာကတော့တရင်နေရဆိုရင်မစ္စတာနာဝါဟာမစ်ဆွေနေဗန်မက္ဆီကိုအလှမယ်ကိုလူသိရှင်သာပရိသတ်တွေရှိမှာအကြီးကျယ်စူပူငေါက်ငန်းလိုက်တာပါပဲအကြောင်းရင်းကတော့အလှမယ်မက္ဆီကိုဘက်ကသူ့ကိုကလန်ကဆန်ပြောခင်းလို့သူ့စကားကိုအာခံခင်းလို့ဆိုပြီးတော့အကြောင်းပြချက်ပါမယ်ဒီလိုလူပေါင်းလဲမှာအစိုးရခံလိုက်ရတဲ့အတွက်မစ်ဆွေနေဗန်မက္ဆီကိုတရားဆိုင်ကြီးတွေငိုချွေးခဲ့ပါတဲ့ဒီဖြစ်ပျက်ကိုမြင်တွေ့ရတဲ့တခြားနိုင်ငံတွေကမစ်ဆွေနေဗန်လှမယ်တွေကမစ္စတာနာဝါရဲ့ပြုတ်မှုကိုလုံးဝလက်မခံနိုင်ကြပါဘူး သူတို့ကမစ်မက်ဆီကိုဘက်ကနေရည်တည်ပြီးတော့မစ္စတာနာဝတ်ကိုပြန်လည်ဆန့်ကျင်ခဲ့ကြတယ်။အမေရိကန်မစ္စတာနာဝတ်ကလီးဆန်နဲ့လူကြီးလူကောင်မပီးတာဘူးပြန်ပွဲဝင်တရားရဲ့ကုန်တိတ်ခါကိုလူပုံလေးမှဒီလိုချုံးနေတာမလို့တင်မှုဆိုပြီးတော့ပြင်းထန်ကိုဝေဖန်ကြတာပေါ့။အချိန်နေကဘလောက်တောင်ဆိုးသွားလိမ့်ဆိုရင်မစ္စတာနာဝတ်ပါဝင်တဲ့ဘလို့ပွဲမျိုးပေါ်မှာသူတို့ဆက်မပြိုင်တော့ဘူးတပိတ်မောက်တယ်ဆိုတဲ့အထိဖြစ်သွားခဲ့တယ်။နောက်ဆုံးမှာတော့ပြန်ပွဲအရေးကြီးတဲ့ခန်းနာတစ်ခုဖြစ်တဲ့ဆလွေပေးရပွဲ Sanctioning Ceremony ကို Mr. Nawet မရောက်ဖ ೇನೆ သူမပါဘဲကျင်းပရတဲ့အထိပါပဲရှင်။ တကယ်တော့မစ္စနာဝကဒီလိုပွဲဖြစ်တာဒါပထမဆုံးချိန်မဟုတ်ပါဘူးမနေ့ကဆိုရင်လည်းမြန်မာလာမယ့်တဲစုငိန်လေးကသူ့ရဲ့ National Director ဖြစ်တဲ့ထွန်းအလင်တို့ရဲ့အကြီးအကျယ်ပြဿနာတပီးတိုင်းပြည်ပြည်ပွဲဖြစ်ခဲ့တာအားလုံးသိပါမယ်နော် ဒါပြင်ကမ္ဘောဒီးယားမှာလည်းပြဿနာဖြစ်ခဲ့ဖို့သလိုသိမကြသေးခင်ကဒိုကိုရယ်မစ်ဂရန်ဒရဖူခရောင်းပေးရထားတဲ့အိန္ဒိယလှမယ်ကိုဂျိုင်းချွေးနဲ့နိုင်နေဆိုပြီးတော့အကြံပြတဲ့တရဖူပြန်သိမ်းခဲ့လို့ကမ္ဘာတဝန်းလုံးကဝေဖန်ကြတာပေါ့အခုတခါမှာတော့သူဩကထားလုပ်နေတဲ့မစ်ဂရန်မှာမဟုတ်ဘဲသူကအင်တာနက်ရှင်နယ်ဒါရိုက်တာဖြစ်နေရောက်နေတဲ့မစ်ယူနီဘယ်ပြိုင်ပွဲကြီးဒီလိုပြဿနာထပ်မံဖန်တီးလိုက်တာဖြစ်ပါရင်လက်ရှိမှာတော့ဆလွင်အပ်ပွဲကိုသူမပါမင်းနဲ့ကျင်းပပြီလို့ချင်းဒီခဏငိမ့်သက်သွားပေမယ့်ပြိုင်ပွဲပြီးဆုံးတဲ့အထိနောက်ထပ်ဘလို့ပြဿနာတွေတောင်းမလဲ မင်းစရီဘက်ဖွဲ့တွေကရောသူ့ကိုဘယ်လိုအရေးယူလဲဆိုတာကိုပြည်သက်တွေကရှင်းတမမနဲ့စောင့်ကြည့်နေရဆဲဖြစ်ပါရင်ရှင်ပြည်သက်ကြီးတို့အနေနဲ့ကရောအလမဲ့ပြိုင်ပွဲတွေမှာပြိုင်ပွဲဝင်တွေကိုဒီလိုစူပူငေါငယ်နဲ့မစ္စတာနာဝဲရဲ့အပြုတ်မှုပေါ်ဘယ်လိုမျိုးထင်မြင်မိကြပါသလဲကွန်မန့်မှာဆွေးနွေးပေးသွားကြပါအောင်ရှင် မြန်မာနိုင်ငံမှာဘသူမှမနိုင်နေတိတ်သုံးသောငွေလေးတဲ့အိမ်ကြီးနဲ့တူချမ်းသာကြွမ်းမှုတွေကိုချပြလာတဲ့မန်လေးကတထိန်ဦးမျိုးတန်ဒီနေ့ကျမတို့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မန်လေးမျိုးရဲ့ချမ်းသာဆုံးတထိန်ချင်းမြို့မြနဖုံးတူလို့သတ်မှတ်ခံထားတဲ့တထိန်ဦးမျိုးတန်ရဲ့မျက်စိချင်းလောက်ခန်းထားလာတဲ့ချမ်းသာကြွမ်းမှုအကြောင်းပါပဲရှင်သူရဲ့ချမ်းသာကြွမ်းမှုတွေကတော့ပရိသတ်တွေကြားထဲမှာအမြဲတမ်းပျော်စမန့်ဖြစ်နေကြတာပေါ့ ဒါပေမဲ့ခုတစ်ခါမှာတော့သူပိုင်ဆိုင်ထားတဲ့အရာတခုကမြန်မာနိုင်ငံမှာဘယ်သူမှမရှင်နိုင်ဘူးလို့တော့ပြောလို့ရတဲ့အရာတခုဖြစ်နေပါရဲ့ရှင်။တတိယဦးမျိုးတန်ဆိုတာကကျမတို့အားလုံးသိကြတဲ့အတိုင်းလေကများစွာစိုက်ပျိုးရေးကုမ္ပဏီတွေပွဲယုံကြီးတွေကိုပိုင်ဆိုင်ထားရင်ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးပါ။ဒါပေမဲ့သူ့လူတွေလေးစားရတဲ့အထက်အကြောင်းရင်းကသူချမ်းသာရုံနဲ့မဟုတ်ပါဘူး။သူဟာသူ့ရဲ့စီးပွားရေးနဲ့တိုင်းရိုက်ဆက်ဆက်နေတဲ့တောင်သူလယ်သမားဦးကြီးတွေရဲ့ဘဝတွေကိုအရန်အလေးထားသူတို့ဖြစ်ပါရင်း။ သူတို့ရဲ့သားသမီးတွေနဲ့ပညာရေးသူတို့ရဲ့ချမ်းမာရေးတွေကိုလုံးလင်းသိမရှိအောင်အမြဲတမ်းကီယိုဒီဆိုင်ထောက်ပံ့ပေးနေသူတို့ဖြစ်ပါတယ်။ဒါပြင်မန်လင်းမြို့ရဲ့တိုင်းနိုင်ရေးဘာသာရေးတွေနဲ့ကိစ္စတွေမှာဆိုရင်လည်းလက်မနေပဲအမြဲတမ်းထိတ်ဆုံးကနေလှူဒန်းနေသူတို့လို့မန်လင်းမြို့မှာသူ့မသိတဲ့သူမရှိတော့ပါဘူး။ဒီလိုစီးပွားရေးတွေအလူတန်းတွေမှာပါအောင်မြင်နေတဲ့တထင်းကြီးဟာပုဂ္ဂိုလ်ရေးဘဝမှာလည်းအင်းရန်ကိုမှကံကောင်းသူပါ။အသက်60ကျော်အရွယ်မှာနုပြိုလှပါရင်ဇနီးငယ်ချောချောလေးမဲအီမွန်ကိုလက်ထပ်ပိုင်ဆိုင်ခဲ့တယ်လို့ထိုင်းနိုင်ငံမှာလည်းတိမ်းပေါင်းထောင်နေကြီးအကုန်ကြခံပြီး IVN ဤပညာနဲ့ဂျိုမန်ပြီးတော့ချစ်စရာအကောင်းနဲ့အမွာသမီးလေးနှစ်ယောက်ကိုပါပိုင်းဆိုင်ထားနိုင်ခဲ့ပါပြီ။ကဲခုဒီလိုမျိုးရံရံပြည့်စုံတဲ့တထေးကြီးကသူ့ရဲ့မိသားစုနဲ့ထိုက်တန်တဲ့နန်းတော်ကြီးအစ်တင်နဲ့တိုင်လုံးကိုချပြလိုက်ပြန်ပါပြီ။အဲဒါကတော့မန်လေးမျိုးမှာသူ့အစ်တင်ဆက်ဆက်တိဆောက်ထားတဲ့ခမန်းတန်ဖိုးသိန်း3000ကျွဲကျော်တန်ဖိုးရှိတဲ့လေးတဲ့စင်ခန်းအင်ကြီးပဲဖြစ်ပါရဲ့ရှင်။ဒီအင်ကြီးကတာမန်တိုက်ကြီးလိုမျိုးမဟုတ်ပါဘူး။ဦးမျိုးတန်ကိုရိုင်းရှင်းပြထားတာကအင်တထက်စီကိုကျွန်ဗဒောင်းတစ်တွင်နဲ့ဘတူကွဲပြားအောင်အလားဆင်ထားတယ်။ သူ့ကြိုက်တစ်ပင်တွင်ရေတကုန်နေနဲ့ဖန်တီးထားရလို့ဆိုပါရရှင်အသက်ကြီးပြီမို့လို့အိမ်ထဲမှာဓာတ်လေကားရင်လည်းအပြည့်စုံပါပါရင်မိသားစုတယောက်ချင်းစီတိုင်းအတွက်အသီးသန့်အလုပ်ခန်းတွေတမိလေးတွေအတွက်ကစားခန်းတွေလာတာဆောင်တွေအပြည့်စုံပါဝင်နေနန်းတော်တစ်ခုလိုပါပဲဒါလည်းမကားသေးပါဘူးပြည်သက်ကြီးရှင်သူ့ရဲ့ခြံဝင်းကြီးထဲမှာသူ့ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့စိုက်ပျိုးရေးကိုလည်းပြသနေတဲ့ခင်မီစပကြီးကြီးတွေလည်းသူ့ရဲ့ချမ်းသာကြောအမှုကိုတက်တည်ပြလို့နေပါရရှင် တကယ်တော့အစောပိုင်းမှာတော့ဟွန်မြူတန်တရားတမီးရွယ်ကောင်မလေးကိုလက်ထပ်လို့လိုရင်းကအဖြစ်ပြောချင်ဝေဖန်ခဲ့တာတွေတွေ့ရှိခဲ့ပါတယ်ရှင်။ဒါပေမဲ့အခုချိန်မှာတော့သူဟာအသက်ကြီးပေမဲ့သူ့ရဲ့ဇနီးလေးနဲ့တမီးလေးကိုလွန်လင်းသိမ်းမရှိအောင်စိတ်ချမ်းသာအောင်ထားတာတောင်းတလဲသမားတွေကိုရောဘာသာတာတနာရေးကိုပါရင်းရင်ရောလူရန်ကမိသားစုပေါ်မှာရောလူမှုအတိုင်းဝိုင်းပေါ်မှာပါတာဝန်ကျတဲ့တထိပ်တယောက်ဖြစ်ကြောင်းကိုသက်သေပြလွန်နေတာပါပဲ။ပရိသတ်ကြီးတို့အနေနဲ့ကရောမန်းလေးကတထိပ်ဥမျိုးတန်ရဲ့ဒီလိုခန်းနောက်လာတဲ့ဘဝ သူရဲ့အသိန်း3000ခွဲတန်းနန်းတော်ကြီးလာခန်းထားတဲ့အိမ်ပေါ်မှာဘလို့မြင်မိပါသလဲရှင်။ကောမတ်မဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။ကြီးကြီးအပင်းကြီးကြတဲ့ပြည်သက်ဒုတိယစီကိုကျေးဇူးထူပေးတင်ရှိပါရယ်ရှင်။